mania abain le ni ya abain ga mania abain le ma 78 79ni chang ho shin pya ga de ni ဒီနေ့ဘာကြောင်းအရှင်းပြမယ်ဆိုတော့ auto boot regulator auto boot fuel d a g e boot regulator ဒါပေမဲ့ဒီ portfolio regulator ဆိုတာကအစင်းမြင့်တဲ့ဘိုင်းတော့မဟုတ်ဘူး။ဓာတ်လိုက်တဲ့ portfolio regulator ထလိုက်တဲ့ auto brake regulator เนาะဟုတ်ဒီစနစ်ကဘာလို့အထူးပြုပြီးတော့အလုပ်လုပ်လဲဆိုတော့ capacitor ကိုသုံးပြုပြီးတော့ဒီကလုံးလုံးတယ်เนาะဒီမှာဆို capacitor 225เนาะဟုတ်ကဲ့ဒါကို disc capacitor လို့ခေါ်တယ် discapacita discapacita အသုံးပြုတဲ့ autobody regulator သူကဘာကိုဘာအတွက်အဓိကသုံးလဲဆိုတော့ care battery နော် care battery ကိုအသွင်းဖို့အတွက်အဓိကသုံးပြုတယ်ဒီ care battery တွေကအရင်တော့ lithium ကိုတွင်းနေကြအသုံးမပြုရင်ခဲဘက်တရီကိုတွင်းကြအသုံးပြုရယ်အဲခဲဘက်တရီကိုအသွင်းနဲ့စနစ်အော်တိုဘိုရိတ်ရော်ကွဲရအဲကြောင့်လေးရှင်းပြကြမယ်လစ်ဒီယံတွင်းနေကြကြအသုံးမပြုရင်ခဲဘက်တရီတွေကိုအသုံးပြုရယ်နော်ဓာမီလေးတွေစာကြည့်မြေအိမ်လေးတွေနော်အခုလိုမျိုးမြေအိမ်လေးဒါဆိုလို့ရှိရင်ခဲဘက်တရီလေဟာဒီခဲဘက်တရီကဘယ်နှဖို့ရှိလဲ3.7ပေါ့3.7 4ဖို့ရှိရယ်ဗျာ4ဖို့ လစ်ဒီယံတွင်းနေကြည်အသုံးပြုရခဲဘက်ထရီကိုအသုံးပြုရပိုတမီလေးမှာလည်းခဲဘက်ထရီပတ်တာနော်အာဒီဘက်ထရီမှာလည်းခဲဘက်ထရီတုံးတာနော်သူရဲ့ charger စနစ်က disk capacitor ကိုအသုံးပြုရတယ်ဒီ disk capacitor ရဲ့ကံကိုကဘယ်လောက်လဲဝမ်းစီယူဖတ်နော်ဟုတ် ။ Big capacity ကအများသောအားဖြင့်5နဲ့ပဲစုံတယ်ဗျ။ဟုတ်ကဲ့။105လို့ဒီကောင်းဆုံး225တောင်းတယ်နော်။ဟုတ်ကဲ့။ရှာရဲ105လည်းရတယ်225လည်းရတယ်125လည်းရတယ်205လည်းရတယ်ပုံဆွဲပြီးတော့ရှင်းပြမယ်ကိုရဲဒါဆိုလို့ရှိရင် AC ပလက်ကောင်း AC ပလက်ကောင်းရှိမယ်ပြီးတော့သူကအဲ့ဒီ225တို့105တို့ disk capacity ကိုခံလိုက်တယ်ဗျဟုတ်ကဲ့225နဲ့ပဲရှင်းပြ225 ီမှာ high ohm resistor တလုံးခံထားမယ်မခံလဲရခံထားပြီးတော့ဒါ AC နော် AC ကို DC ပြောင်းရင် dial ကိုအသုံးပြုရမယ်သူအသုံးပြုထားတဲ့ dial က break rectifier dial fluid fluid စနေဒါက AC ဝင်မယ် AC ဝင်မယ်ဒီဘက်ကနေအပေါင်းကိုထွက်ချင်ရင်ဒါမျိုး ဘက်ကနှုတ်ဖို့ထွက်ခြင်းဒါမျိုးဒါရီလည်းဒါရုပ်တင်ခဲ့တာမှာဖြည်းဖြည်းချင်းရှင်းပြီးသွားရင်နော်ဒါဆိုရင်ဒီဘက်ကနေပါထွက်မလဲအပေါင်းဘုတ်ထွက်အပေါင်းဘုတ်ဒီမှာဘက်ထရီလုံးဒီဘက်ထရီကခဲဘက်ထရီနော်ဟုတ်ဒီမှာခဲဘက်ထရီဒီလော့လေးဘုတ်လေးဘုတ်ခဲဘက်ထရီဒီလုံးကိုဒီကောင်အပေါင်းဒီကောင်နော် ထားသွင်းတယ်ဇက်ကအနှုတ်နော်ဟုတ်နှုတ်ကတော့လိုဝင်လိုက်ပြီးရင်သူ့စီမှာ feeder လုံးခံမယ်အဲ feeder တံခိုးဘယ်လောက်လဲ feeder ခံမယ်ဒီ feeder ကင်မရာမှမမြင်ရတဲ့နေပလေးဆိုကျွန်တော်ပြဇန်းနဲ့ပြောလိုက်မယ်220 US 25ဘူးတဲ့ဟုတ်ကဲ့ဒီ feeder က220 US 25ဘူး ဘာမှဟို PC ကြီးကြီးမှမပါဘရိတ်တိုင်အလေးကလေးပိုင်းဒါပဲနော်အဓိကလှုပ်လှုပ်တာဒီ225ဆိုရဲ disk capacity ကြီးကလှုပ်လှုပ်လိုက်တာဒီမှာ AC ဝင်နေဝေးရဒီမှာ AC က220ဝေးရပဲဟုတ်ဒါပေမဲ့ဒီ disk capacity ကိုကျော်လဲကျော်လိုက်ပေါ့တဲ့ဒီ disk capacity ကိုကျော်လဲကျော်လိုက်ပေါ့ဒီလေးဖို့အသွင်းလို့ရတဲ့စနစ်ဖြစ်သွားတယ်နော်ဟုတ်ကဲ့ ဘာအဓိကလှုပ်လှုပ်တာလဲဆိုတော့ဒီ disk capacitor လှုပ်လှုပ်တာသူက charging စနစ်ကဘယ်လိုလှုပ်လှုပ်လဲဆိုတော့ AC 950မှာထားတယ်ဗျာဒီ plug ကိုကျွန်တော်တို့နော်ဒီအဝင်ကို AC တိုင်းတဲ့ခါမှာကိုအိမ်ကြီးဒိုင်မ220တုံးပေါ့200ပေါ့နော်ဟုတ်အိမ်ကြီးအပင်ပြီးတော့အဲ့ဘုကရှိနေမှာနော်အဲ့ရှိနေပြီးတော့ဒီ capacitor ကိုကြော်ပြီးဒီမှာတိုင်းလိုက်လို့ရှိရင်ဘယ်နှဘူးဖြစ်သွားမှာချင်းလဲ ဒီကပစီတာက ECU ရှော့ချလိုက်တာလားဆိုတော့မဟုတ်ဘူးပြဟုတ်ကဲ့အဲ့စနစ်ကိုကျွန်တော်လည်းရှင်းမပြတတ်ဘူးเนาะဒီမှာတော့220ရှိရနော်ဟုတ်ကဲ့ဒါပေမဲ့ဒီဘက်ကိုတိုင်းလိုက်လို့ရှိရင်ဒီကောင်ကလေးဖို့ဗျာလေးဖို့အားသွင်းဘယ်နှဖို့နဲ့အားသွင်းမှာ4.2 4.25ဖို့เนาะဟုတ်ကဲ့အဲ့လောက်လောက်ဖြစ်နေတင်တာဗျာဒီမှာက AC ဒီမှာတော့220ထားရတော့ဒီမှာဆိုလို့ရှိရင် AC 5ဖို့ဖြစ်သွားမယ်ဒါဆိုလို့ရှိရင် ready fire လုပ်ပြီးတော့ဒီမှာဆိုလို့ရှိရင် DC 5ဖို့ဝင်ရင်ဖြစ်နေမယ်လို့ယူဆလို့ရရနော်ဟုတ် ဒါပေမဲ့အဲ့ဒီလိုမဟုတ်ဘူးပြကျွန်တော်တိုင်းကြည့်လိုက်တော့လေဒီဘက်မှာကဒီမှာ AC 220ရှိရနော်ဟုတ်ဒါပေမဲ့ဒီဘက်မှာကြာတော့မီတာမပြနိုင်အောင်ပြဆိုတော့ဒီကောင်က AC ဘိုအားကို short ချတာမဟုတ်ဘဲနဲ့ frequency နဲ့အလုပ်လုပ်တယ်နော်ဒီ capacitor ကဘာအလုပ်လုပ်လဲဆိုတော့ကျွန်တော်ထင်တော့ frequency ပေါ့နော် frequency ကိုပြောင်းလဲလိုက်တဲ့သဘောမျိုးဖြစ်တယ်ပြဟုတ်နော်အကိစ္စတော့ကျွန်တော်ကောင်းကောင်းမရှင်းပြတတ်ဘူးဒါပေမဲ့လက်တွေ့မှာတော့အလုပ်ဖြစ်နေတယ်ပြဟုတ်ဒီ capacitor ကြီးอ่ะမပါလို့ရှင်ဘယ်လိုတွေဖြစ်ကုန်လဲဆိုတော့ဒီ capacitor ကြီးမပါဘူးเนาะ ဒါဆိုလို့ရှိရင် AC 200ပဲဆိုကြပါတော့နော် AC 200က redefine တိုင်အောင်တဲ့ကိုရောင်းရင် redefine က AC ကို DC ပြောင်းပြီးဒီမှာ200အောင်ထုတ်တော့မှာတိရဟုတ်ကဲ့အပေါင်း DC 200ဘူးလောက်ဖြစ်သွားမှာနော်200ဘူးဆိုလို့ရှိရင်ဒီ feeder capacitor ခံနိုင်တာက25ဘူးပဲနော်ဒီနေရာဘူးကြီးကိုလုံးဝမခံနိုင်တဲ့အခါမှာဒီ capacitor ကြီးပေါက်ထွက်သွားမှာပြည်နောက်ပြီးတော့ဒီ battery လည်းပျက်စီးသွားလိမ့်မယ်เนาะအဲ့ဒီနေရာမှာဒီ capacitor တစ်လုံးခံလိုက်ခြင်းအပြင် အလုပ်ဖြစ်သွားရယ်ဗျဒီ225တို့မဟုတ်105 capacitor လဲခံလဲခံလိုက်တော့ဒီ filter လဲပေါက်မထွက်တော့ပေါက်မထွက်တယ်လို့နော်ဒီ battery လဲမပြည့်စည်ဘူးအားတွေဝင်တယ်ဗျဟုတ်ကဲ့အဲ့ဒါကို auto brake regulator စနစ်လို့ခေါ်တယ်ဒီမှာ button ဘိုးကမှမချိန်ဘူးဒီ battery ကို chain လိုက်လို့ရတယ်အခုကျွန်တော်တို့ကလေးဖို့အားသွင်းတာမလားဟုတ်လေးဖို့မဟုတ်ဘဲနဲ့ကျွန်တော်တို့က 6V battery ကိုလည်းအားသွင်းလို့ရတယ်နော် formula ရဲ့ Facebook ပဲဒီကိုလည်းအသွင်းလို့ရတယ်။တွဲဖို့ကိုလည်းအသွင်းလို့ရပြန်ရောတဲ့။ဟုတ်ကဲ့။ဒီကောင်က blue battery မျိုးမဆိုအသွင်းလို့ရတယ်ဒီစနစ်ကနော်။အဲဒါဆိုဒီကောင်ကစနစ်ကကောင်းလာပြီလားလို့တော့မပြောနဲ့။အဲဒီစနစ်ကမကောင်းနော်။အခုနောက်ပိုင်းတိတ်အောင်မတုံးတော့။သူကပစ္စည်းနည်းနည်းပဲတုံးထားရတဲ့အကုန်ကြနေတယ်။နော်။အကုန်ကြနေတယ်ဒီပညာမြင့်။ဒါပေမဲ့သူ့ရဲ့အားနေချက်ကတက်လိုက်တယ်ဗျ။ဟုတ်ကဲ့။ဒီ AC အဝင်မှာပဲပုံမှန်ဆိုတက်လိုက်ကြမှာနော်။ဟုတ်။ဒါပေမဲ့ဝိဒီနီယာကိုကင်လဲ။ တက်လိုက်နော်ဒီပစ္စည်းတွေတွားကြရင်လည်းတက်လိုက်တာပဲဟုတ်ကဲ့နော်ဒီစီရက်တက်မလိုက်ဘူးဆိုလို့ဆိုပေမဲ့လေဒီဖေဒါနေရာမှာတွားကြရင်လည်းတက်လိုက်တယ်ဒီဘက်ထရီနော်ငုတ်တွေကိုတွားကြရင်လည်းတက်လိုက်တာသူ့ရဲ့အားနာချက်ကတော့တက်လိုက်တယ်နော်သူ့ရဲ့အားသာချက်ကတော့ဈေးနှုန်းတက်တာရယ်နော်ဖိုးဖို့ပဲဖြစ်ဖြစ်ဆစ်ဖို့ပဲဖြစ်ဖြစ်တွဲဖို့ပဲဖြစ်ဖြစ်ဘယ်လိုဘက်ထရီမျိုးမဆိုအားသွင်းလို့ရတယ်ဖေဘက်ထရီရယ်ဟုတ်ကဲ့ နောက်ပြီးတော့သူ့မှာအသွင်မီလုံးပါမယ်နော်ဟုတ်အသွင်မီလုံးပမာတက်မလဲသူ့မှာအဲလီဒီအနီရောင်လေးနဲ့ပလက်ထိုးလိုက်လို့ရှိရင်လင်းအောင်မြင်အောင်လို့ချက်ပြမီးနေနဲ့တုံထားမယ်တကောင်အဲလီဒီလေးအဲလီဒီလေးကိုမီးလင်းစေဖို့တော့ဒါသူကဘယ်လိုဒီဆောက်ထားလဲဆိုတော့ဒီကပစီတာနော်ဒီ bridge အဝင်ကနေပြီးတော့တိုင်အောင်တစ်လုံးနဲ့နော်ဟုတ်ကဲ့ဒီမှာကတော့ AC ပဲရှိတော့မှာနော်ဒီကနေပြီးတော့တိုင်အောင်နဲ့ DC ပြောင်း register တစ်လုံးခံဒီကောင်ကိုတစ်ဖက်ကို ground ချနော်ဒီမှာဝေးရဒီမှာ AC 290နော်ဟုတ်ကဲ့ဒီဘက်ကိုကူးရတယ်ဒီဘက်ကိုကူးရတော့ဒီကောင်ကဘိုးရှော့ရမှာပေါ့နဲ့ frequency ကို short ချလိုက်တယ်နော်ဟုတ်ကဲ့ short ချလိုက်တာကအလုံးဖြစ်တယ်အဲ့ဒီဒီအဲ့ဒီဘလို့ short ချရလဲဆိုတော့ကျွန်တော်လည်းရှင်းမပြတတ်ဘူးနော်ဒါပေမဲ့ဒီဘက်မှာတော့ AC 290နော် 60 has မဟုတ်တော့တာသေးတယ်အဲ့ဒီဟုတ်ကဲ့ဒီနေရာလေးကနေပြီးတော့ ready fire ဒိုင်အောင်တလုံးယူလိုက်ရနော်ဒီဒိုင်အောင်ကလေးကဘာတွေ့လဲဆိုတော့ဒီအချက်ပြမီအတွက်တီးနဲ့ထည့်လိုက်တဲ့ဒိုင်အောင်လေးနော်ဒီမှာ AC ရှိတာဟိုဒီဒိုင်အောင်လေးကြောင့် DC ဖြစ်သွားရကိုရနော် DC ဖြစ်သွားတဲ့အတွက်ဒီ LED မီလီလင်းသွားဒီ resistor ဘာကြောင့်ခံတာလဲဆိုတော့ဒီ LED မီလီယာ1.5 to 3ဗိုလ်ကြာပဲခံနိုင်တာမလားဟုတ်ကဲ့ဒီကလာတဲ့ဗိုလ်အားများနေလို့နေမှာပေါ့နော်ဒါမှမဟုတ် frequency ကများနေလို့ တိုင်ဥခံနဲ့ DC ဖြစ်ပြောင်းတယ်ပြောင်းပြီးတော့ register နဲ့ photo mode frequency ကို short ချပြီးတော့ LED လေးကိုပေးလိုက်တာဗျာဒီညာနေယူမှနော်ဒီညာနေယူမှပလက်ထိုးလိုက်ရင်ဒီအောင်လေးရလင်းပါပလက်ပြုတ်လိုက်ရင်မလင်းတော့ဘူးအားကြောင့်ဒီအကြွေများဒီညာနေများအဲ့ LED မီးတွေလိုတဲ့ဘိုးကိုတွားယူလိုက်လို့ရှိရင်ဘက်ထရီချိတ်ထားတဲ့အတွက်ဘက်ထရီလမ်းကြောင်းပြင်းတယ်လေဟုတ်ကဲ့ပလက်ဖြုတ်ထားလဲမီးလင်းနေမယ်ပလက်ထိုးထားလဲမီးလင်းနေမယ်ဒါဆိုအလုံးမဖြစ်ဘူး နော်ပလက်ထိုးမှာမီလင်းစေခြင်းနဲ့အတွက်ဒီနေရာနေပြီးတော့တိုင်အောင်နဲ့ရစီစံနဲ့သုံးလိုက်ရနော်ကျွန်တော်ဒါဆိုလို့ရှိရင်ဒီလိုသုံးမှာပလက်ထိုးလိုက်ရင်မီလင်းစေခြင်းဗျာဟိုမီဘူးမီဒီပေါင်းမီဒီတွေငါဟုတ်ကဲ့အဆောင်လေးကိုကျွန်တော်ကဒီနေရာမှာတက်လိုက်မရှုပ်လို့နော်ဒါဆိုလို့ရှိရင်လေပလက်ထိုးရင်မီလင်းနော်ပလက်ဖြုတ်လိုက်ရင်မီမလင်းတော့ သူကြတော့အဲ့ဒီလို AC မီလုံးကိုမသုံးမနဲ့ DC မီလုံးလေးကိုပဲသုံးတာလေ DC မီလုံးလေးလိုရတဲ့ဘိုးကိုရကျင်တဲ့အတွက်ဒီနေရာနေပြီးတော့ဒိုင်အောင်နဲ့ DC ပြောင်းတယ်ဘက်စီစတန်နဲ့ဘိုးရှော့ချပြီးတော့သူ့ကိုလင်းအောင်လုပ်တယ်ဒါရိုးရိုးလေးပဲနော် DC နဲ့ကတားလိုက်တယ်ဒါပေမဲ့စီးနှုံတတ်တာလေအဲ့ဒီအတွက်စီးနေတဲ့တမီတွေနော်စီးနေတဲ့ခဲဘက်တရီတမီတွေမအားတွင်းနေကြကြအသုံးပြုခဲ့ကြတယ်ရေတင်မတိုင်းခင်ရလေဟုတ် လီဒီယံနေလဲပေါ်လာတော့သူ့ထက်ကောင်းတဲ့ခြာချင်းစနစ်ကိုအသုံးပြုလာနော်အဲ့ဒါနောက်မှထပ်ရှင်းပြအောင်မယ်ဒီနေ့ရဲ့အဓိကပြောရရည်ရွယ်ချက်ကတော့ဒီ auto brake regulator ဓာတ်လိုက်တဲ့တမီးပစ်ချက်သူ့ရဲ့အားနည်းချက်တခုရှိတယ်သူ့ရဲ့အားနည်းချက်ကဒီ battery ပျက်စီးသွားရင်ဘာဖြစ်လဲလဲဒီ battery ပျက်စီးသွားလို့ရှိရင်ဒီမီးလုံးတွေလဲကျွန်းတယ်နော်ခလုံများကဖွင့်ထားရင်ဒီမှာ main မီးလုံးတွေလဲကျွန်းတယ်ဗျဟုတ်ကဲ့ ခလုံများဖွင့်ထားရင်ပြတော့နော်ခလုံပိတ်ထားရင်တော့ဒီ LED ပဲကျွန်းတယ်ဗျာဒီ battery လည်းမရှိလည်းမရှိတော့ဒီ battery ကဒီကနေပြီးတော့အားတွေကိုဆွဲယူပြီးတော့နော်ဟိုတင်းအောင်ထိန်းမိတာဒီ battery လည်းမထိန်းလည်းမထိန်းနိုင်တော့နော် battery ကိုလာမယ်ဘို့ရ battery ကိုမလာဘဲနဲ့ဒီဘက်တွေကိုကျွန်းဝင်ကုန်တဲ့ကျွန်းဝင်တော့ဒီမီလုံးတွေကျွန်းတယ်ဒီ resistor တွေကျွန်းတယ်နော်ခလုံများဖွင့်ထားရင်ဒီ main မီလုံးဒါမှမဟုတ်မီတိုင်းမှာကျွန်းတယ် เนาะအဲ့ဒီအားနေချက်ရှိရယ်ဗျအဲ့ဒီဓမီလေးတစ်လုံးကိုဖြွင့်ကြည့်လိုက်ဒါဓမီပဲဆိုကြပါဘူးเนาะဖြွင့်ကြည့်လိုက်တယ်ဗျမီလုံးချက်ပြမီလုံးလေးကျွမ်းအောင်လေဟုတ်ကဲ့เนาะနောက်ပြီးတော့ချက်ပြမီလုံးလေးစီလာတဲ့ဒီအားလေးရယ်လေတန်ဖို့ဖတ်မြင်ရအောင်မဲပြီးတော့ညှို့ပြီးကျွမ်းနေဆိုလို့ရှိရင်ကျွန်တော်တို့ယူဆရမှာဘက်ထရီကျိုးလွတ်နေတာဒါမှမဟုတ်ဘက်ထရီမကောင်းတာပြခံမှန်းလို့ရတယ်ဒါတိုက်အော်တိုဘိုးလေးပဲကျွန်တော်ပလက်ထိုးပြအောင်နော် ိုးလိုက်တယ်ဒီမှာအချက်ပြမီလေးလင်းတယ်တွေ့နော်ဟုတ်ကဲ့အချက်ပြမီလေးလင်းနေတယ်ဆိုတဲ့ဟိုကဒါဘက်တရီကောင်းလောက်လေးနော်အဲ့ဒီတခါလေးကျရင်အဲ့ဒီအချက်ပြမီလေးကလည်းကျွန်းနေတယ်နောက်ပြီးတော့ register လေးကလည်းကျွန်းနေဆိုလို့ရှိရင်တော့ဒါဘက်တရီမကောင်းဘူးများတယ်တွေ့ဟုတ်ကဲ့ဒီမှာဒီနောက်တစ်ခုကဒီ charging စနစ်အလုံးလုံးမလုပ်ကိုမီလုံးလေးလည်းကျွန်းနေဗျာမီလုံးလေးကိုပို့တယ် 1k register လေးရဲ့ကျွန်းနေဒါပေမဲ့ charging မိုင်းကောင်းမကောင်းလေးလိုဆန်းလို့ရတယ် ီစီပလက်ကိုကြည့်ပလက်ကိုဆက်နေတိုးရက်ဖြစ်ဖြစ်နေနော်စက်ရိုက်တဲ့တန်လေးကြားရနော်ဒါဆိုလို့ရှိရင်ဒီကပစီတာချာခြင်းမိုင်းကောင်းကောင်းလုံလုံနေဆိုတာကိုခံမှန်းလို့ရတဲ့လက္ခဏာနော်ဒီနေ့ကတော့ဒီလောက်ပဲရှင်းပြတယ်ခင်ဗျနော်